တယ်လီနောမြန်မာမှာအတံမိုင်းဆိုင်ရာအသုံးပြုမှုတွေမှာအသုံးပြုဖို့အတွက် Melody ရွေးချယ်ပွဲပြုလုပ်သွားမယ်လို့ဇွန်လ25ရက်နေ့မနက်ပိုင်းကရှန်ကင်းမြို့နယ်မှာရှိတဲ့တယ်လီနောမြန်မာရုံးချုပ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကသိရပါဗျ။အဆိုပါ Melody ရွေးချယ်မှုကိုမြန်မာတေးသွားငွေကြေးပွင့်ပြိုင်ပွဲအမည်နဲ့ပြုလုပ်သွားမှာဖြစ်ပြီးတင်းရင်ခင်မြတ်မောတင်းရင်ဒီယာမောတင်းရင်တေးဆိုလင်းလင်းတို့ကအကဲဖြတ်တိုင်းတွင်အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါရွေးချယ်ပွဲကိုမြန်မာတနိုင်ငံလုံးကဂီတစိတ်ဝင်စားသူတွေအလုံးပါဝင် ရှင်ပြိုင်နိုင်ပြီးတူရီယာအသုံးပြုထားတဲ့အတန်တွေညီးတန်တွေလေးချုံတန်ဆရာတွေပါဝင်နိုင်ပြီးကြာမြင့်ချိန်စက္ကန့်20ကနေ30ကြာရှိရမှာဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်သူတွေအနေနဲ့အတန်သွင်းထားတဲ့ melody ကို CD ဒါမှမဟုတ် USB ဆရာတွေနဲ့ရန်ကုန်မန္တလေးပဲခူးမကွေးနဲ့မော်လမြိုင်တို့မှာတက်မှတ်ထားတဲ့နေရာတွေကိုပေးပို့နိုင်ခြင်း အဆိုပါမြို့တွေမှာအတန်သွင်းမှုတတ်မှတ်ထားတဲ့စတူဒီယိုတွေမှာအတန်သွင်းပြီး Telinor မြန်မာရဲ့ Facebook နဲ့ email လိပ်စာတွေကိုဇွန်လ26ရက်နေ့ကနေဇွန်လ25ရက်နေ့အထိပေးပို့ရမှာဖြစ်ပါတယ်။အဓိကတော့ဒီအကူနဲ့တူတူတွဲပြီးတော့အတိုင်းလုံးဝမဲ့လူတွေကနံပါတ်1နေနေကိုအဓိကကြည့်တယ်။ဘာဖြစ်လို့ဆိုတော့ဟာဟာပေါ့အမ်သူတို့ တွဲမညီမှအဲ့လိုတခုကလုံးလုံးကောင်းတာဟိုဘာဘာဘာဒီတွဲမညီနဲ့မကောင်းတော့အဲ့လိုမမဲ့လူတွေကကိုဒီရမလို့မခင်မြင်မလို့တကယ်တကယ်တက်လူတွေဆိုတော့အဲ့မှာကွာလက်ခံပြတယ်နောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ဒီကိုတို့က ဒီအတက်ပညာပိုင်းပေါ့နော်ဒီခန္ဓာမှုတက်ပညာပိုင်းအထူးသဖြင့်ဒီ player ပိုင်းပေါ့နော် player ပိုင်းဖြစ်တဲ့အတွက်အကူကပို့ပြီးတော့ welcome ဖြစ်တယ် welcome ဖြစ်တယ်ဆိုတာဒီဒီတည့်ရတက်တက်လို့အထူးသဖြင့်ခုနကကျွန်တော်ပြောသွားတဲ့အထက်မှာပါပေါ့နော်အဲ့ဒီ player နဲ့ပတ်သက်ပြီးတော့သူတို့ကအထွေရေးကြီးရန်နေတယ်မာဒီဒီနေရနေလို့နဲ့ရန်ကုန်မင်းလေးလူကြီးမှခြေကျတဲ့လူကစားဝေးရန်နေတယ်လို့ပြီးတော့ဒီဟာဟာသူတို့တဲ့မဟာအကူတစ်ခုပေါ့နော် professional တွေတက်တယ်မဟုတ်ဘူးအဲအတီးတီးအမျိုးမျိုးကနေပြီးတော့ player တွေအတွက်ဒီမဟာအကူတစ်ခုဆိုတော့အဲ့မှာအကူလို့ဝင်ပြီး ော့ဒီတယ်လီနော့ရဲ့ဒီအချက်ကကောင်းတာဖြစ်တဲ့အတွက်တို့တို့ဝင်ပြီးတော့တက်တာအတိုင်းနဲ့ပါဝင်ပြီးတော့အလုပ်တွေလုပ်တဲ့ပုံပေါ့ဒီစင်မစီကနေကကျွန်တော်တို့ဒီဟာဒီဟာ allowance လုပ်တဲ့ဟာပေါ့နော်ဒီအချက်တွေမှာအများကြီးပါမယ်ပြီးတော့ဒီဆောင်းရှောင်းဝင်နေအများကြီးပါမယ်အဲ့ဒီထက်နေပဲကျွန်တော်တို့က အတရားနေပဲကျွန်တော်တို့ကောင်းချင်းဆိုင်ပြီးတော့တလားလောက်နေပါပေါ့နော်ကောင်းချင်းဆိုင်ပြီးတော့ကျွန်တော်ရွေးထုတ်ပါမယ်ရွေးထုတ်မယ်ဆိုတဲ့အခါမှာဒီဟာတချို့အချက်တွေကတော့ကျွန်တော်တို့ဒီပြောလို့မရတဲ့အချက်တွေရှိရပါလဲဆိုတော့ဒီခန္ဓာမှုတည်တဲ့ပညာပိုင်းအားကျတော့ရွေးချယ်ရတာ ွာအချိန်ကတိုင်းဆိုရင်ခက်ခဲတာရောရှိရပါတော့เนาะဒါပေမဲ့အရန်ကောင်းနေပြီးပြစ်လို့မရတဲ့ဟာလည်းမျိုးတကယ်တက်ပြီးတော့တကယ်ကောင်းပြီးတော့တကယ်အကျုံးဟိုအဖြစ်နေတာမျိုးကြီးကြတော့ကျွန်တော်ကကျွန်တော်တိုင်တော့ထဲမှာပဲပြန်ပြီးတော့ကောင်းချင်းဆိုင်ပြီးတော့ရွေးချယ်မှာမျိုးရှိရတယ်ဒါပေမဲ့အဲ့အရာလေးကြတော့ကျွန်တော်ကရွေးပြီးမှဘာကြောင့်ဆိုတာကိုပြောပြမယ်ဟုတ်ကဲ့ပါပြောပြမယ်တော့လောလောဆယ်တော့ဒီကျွန်တော်ဒီအချက်လေးထဲမှာပဲကျွန်တော်သုံးရကောင်းချင်းဆိုင်ပြီးတော့လောက်ကြမယ်ပြီးတော့နောက်တစ်ခုပြောဖို့ကြံတာတစ်ခုကောင်းတာဒီထယ်လီနော့ကဒီဒီဟာလောက်တဲ့အခါမှာ ပါဘူးကျွန်တော်သဘောကျလဲဆိုတော့ကျွန်တော်တို့သုံးယောက်ဒီတိုင်သုံးယောက်ရဲ့ vision ဘိုင်းနဲ့ပတ်သက်ပဲဖြစ်ဖြစ်လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပဲသူတို့ဘာမှဝင်မစောဘူးအဲ့တော့အရင်သဘောကျကျွန်တော်တို့သုံးယောက်ရဲ့ okay ဆိုတဲ့ဟာပေါ်မှာပဲသူတို့အလုပ်တော့မှာဘယ်လိုမှသာအပြည့်ဝအပ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကလည်းအပြည့်ဝဒီပေါ်မှာအယုံဆိုင်ပြီးအလုပ်လုပ်ရုံပဲပြီးတော့ကိုလိုလက်ပေါ်မှာလည်းကိုအပြည့်ဝတာဝန်ရှိတယ်ပေးဖို့ရှင်ပြိုင်လာသူတွေကစကားတင်မယ်လိုဒီ၃ခုကိုဩဂတ်လ၁၂ရက်နေ့ကနေ၁၆ရက်နေ့အထိအများပြည်သူတွေက SMS Facebook ဒါမှမဟုတ် Telinor မြန်မာတေးသွားငွေကြေးပွင့်ပြိုင်ပွဲ website တွေမှာမဲပေးရွေးချယ်လို့ရပြီးမဲအများဆုံးရတဲ့ melody ကို Telinor မြန်မာရဲ့အတံပိုင်းဆိုင်ရာအသုံးပြုမှုတွေမှာအသုံးပြုသွားမယ်လို့သိရပါတယ်။အတံပိုင်းဆိုင်ရာအသုံးပြုဖို့ရွေးချယ်ထားတဲ့ melody ကို Telinor မြန်မာရဲ့ TV နဲ့ radio တွေမှာအယောင်မြင့်တင်မှုတွေ call center မှာနားထောင်ရတဲ့တန်စင်တွေနဲ့အလိုလျောက်ဖြည့်ချမှုတွေမှာအသုံးပြုသွားမယ်လို့သိရပါတယ်။ အခုလိုတယ်လီနော့မြန်မာရဲ့အသံပိုင်းဆိုင်ရာအသုံးပြုမှုမှာအသုံးပြုခြင်းခံရတဲ့ melody အတွက်စုချင်းငွေအဖြစ်ငွေကျပ်သိန်းတရာကိုချိမြင့်သွားမှာဖြစ်ပြီးစကားတေးပါဝင်ခဲ့တဲ့ melody နှစ်ခုအတွက်လည်းငွေကျပ်သိန်း20စီချိမြင့်ပေးသွားမှာဖြစ်ပါတယ်။